မင်္ဂလာပါခင်ဗျာဒီနေ့19ရက်3လ2025ရက်နေ့မှာကျွန်တော်တို့ group 9 media မှာဥစွာအနေနဲ့မိတ်ဆက်ဗီဒီယိုလေးတစ်ခုနဲ့ဖန်တီးတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ channel လေးရဲ့အဓိကရည်ရွယ်ချက်ကတော့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက်စောင်းရန်ရှောင်းရန်အချက်များနဲ့တည်တည်တည်ထိုက်တဲ့သတင်းဥသတင်းထူးတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ထိုင်းရောက်ရွှေမြန်မာများအနေနဲ့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ပေးထားပြီးတော့ နေ့စဉ်အတိတ်ဖြစ်တဲ့သတင်းတွေကိုစောင့်မျှော်နားဆင်ကြဖို့ပြောကြားခြင်းပါတယ်။အခုလက်ရှိမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကြုံတွေ့နေရတဲ့ဘေးကျန်နေတဲ့အခက်အခဲတွေကိုအလုံးသိပြီးသားဖြစ်မှာပါ။ဒါကြောင့်ကျွန်တော်တို့ Group 9 Media မှာထိုင်းနိုင်ငံနိုင်ငံသားတွေမကြိုက်တဲ့အချက်အလက်များကိုမပြုတ်လုံမီစေရေးအတွက်အထူးသီထားဖို့အချက်အလက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ဥပမာတားမြစ်ထားတဲ့နေရာတွေမှာဆက်လက်တောက်ခြင်း၊ရက်ဗီယာတောက်စားခြင်းများကိုရှောင်ကြဉ်ရပါမယ်။ မိမိနေထိုင်ရာအဆောင်နဲ့ပတ်ဝန်းကျင်မှာဖုန်းကိုခုနိုင်ကြရှင်ကြအော်ပြောခြင်းစုညံသောစကားပြောခြင်းတွေတခြင်းကြဲကြီးဖွင့်တာတွေရံဖြစ်တာတွေပြီးတော့အရက်သေးတာတောက်စားပြီးတော့မူးယင်ရံကားတာတွေကိုလည်းရှောင်ကျင်သင့်ပါတယ်ကွန်ဒရိတ်ကိုတွေ့ရနေရာထွေးခြင်းကိုလည်းရှောင်ကျင်ရပါမယ်ခင်ဗျအမိုက်များကိုစီကမ်းမဲ့သောပစ်ချင်းညဘက်အမိုက်ဘုံးတွေကိုဖွာပြီးတော့စက်ကူဘူးကွန်တွေဘီယာဘူးကွန်တွေယူပြီးတော့အမိုက်တွေ ဖွာခဲ့တာတွေပြန်ကျဲခဲ့တာတွေကိုလည်းရှောင်ကျဉ်ရမှာပဲခင်ဗျာပြီးတော့ဆိုင်ကယ်ကားမောင်းရမှာလည်းမလိုအပ်ဘဲဟွန်တီးခြင်းတွေကိုမပြုတ်လို့ဖို့ရေးကြည့်ပါတယ်ပြီးတော့ဆိုင်ကယ်ကိုလီဗာတပြဲပြဲလှုပ်ပြီးတော့အလံတရားဖြစ်စေခြင်းကိုလည်းရှောင်ကျဉ်သင့်ပါတယ်ခင်ဗျာရင်မောင်းရမှာအရက်သေးတာတောက်စားခြင်းကိုလည်းဒီမှာအထူးတားမြစ်ထားတဲ့အတွက်ရှောင်ကျဉ်ရပါမယ်အရှင်ထိုင်းနိုင်ငံသားတွေအထွတ်မြတ်ထားရတယ်ပေါ့နော်တန်ဖိုးထားတဲ့အရာတွေကိုလည်းမထီမဲ့မြင်မလောက်ကြဘူးသတိပေးချင်ပါတယ်ခင်ဗျ။ ဥပမာထိုင်းဖျင်မင်းမြတ်နဲ့တော်ဝင်မိသားစုကိုစော်ကားမော်ကားပြုလုပ်တဲ့ post တွေကို share တာတွေ like လုပ်တာတွေအဲအဲ့လိုအရာမျိုးတွေပေါ့နော်။ဘာကြောင့်လဲဆိုရင်တခါလေမှကျွန်တော်တို့ဒရီမထားမိပဲနဲ့ share လိုက်မိတဲ့အရာတခုကတခြားသူကိုဒုက္ခရောက်စေနိုင်တဲ့အတွက်ဖြစ်ပါတယ်။ social media သုံးသပ်သူများအနေဖြင့်ထိုင်းစကားတက်သည့်ဖြစ်စေမတက်သည့်ဖြစ်စေထိုင်းနိုင်ငံသားများနဲ့မုန်းပွားစဉ်တဲ့ video clip တွေ post တွေကို share ခြင်း like လုပ်ခြင်းတွေပါလေရှောင်ခြင်းတွေပါလေခင်ဗျာ။ ထိုင်းနိုင်ငံဥပဒေနဲ့တမ်းပြထားတဲ့လုပ်ငန်းများကိုလုပ်ကင်တယ်။ကားမောင်းခြင်းကိုပိုင်ဆိုင်ဖွင့်ခြင်းအွန်လိုင်းမှာဈေးရောင်းချခြင်းပွဲစားလုပ်ခြင်းစသည့်လုပ်ကင်တွေကိုလုပ်ကင်သူများအနေဖြင့်လည်းတက်နိုင်သလောက်ကြောဝါခြင်းများကိုမပြုတ်လို့ပဲတော့သိစွာနေသင့်ပါတယ်ခင်ဗျာ။ဒါကြောင့်မိတို့အနေဖြင့်တပားသူရိတ်ကိုခေါ်လုံပြီးတော့အင်ရှင်လူမျိုးတွေကိုမထိမမြင်ပြုတ်လို့စေတဲ့အရေးနေအခက်ချိုးကိစ္စရပ်များကိုရှောင်ကြားသင့်ပါကြောင်းဖော်ပြလိုက်ပါတယ်ခင်ဗျာ။